ကဲဒါတော့ဗန်ကောက်မြို့ကိုပြန်လဲရောက်ရှိလာပါဘို့လေအเจ้าရင်ဟာလီဆာကိုလေးခေါက်မြောက်အပြင်မှာလာရောက်အားပေးရဖြစ်ပါတယ်ရောက်ခါနီးလေးကားပိတ်လိပါပဲ ဒီတစ်ခေါက်ကလည်းဘောလုံးကွင်းမှာလောက်တာဆိုတော့ရောက်တာနဲ့ blink တွေအကုန်လုံးပန်းရောင်နဲ့အမဲ outfit တွေနဲ့ mic ချက်ပြာကျွန်တော် blackpink ဘွယ်တိုင်းလက်မှတ်အတွက်ကို so boutique page ကနေအမြဲဝယ်ယူပါတယ် service ကောင်းချက်ကဘလောက်တောင်လဲဆိုတော့လက်မှတ်ကကျွန်တော်နာမည်နဲ့မဟုတ်တော့လက်မှတ်ပေါ်ကနာမည်ပိုင်ရှင်ရဲ့ passport ကိုတော့လာပေးရအောင်နော် VIP ticket counter မှာလက်မှတ်ပြပြီးလက်ပတ်နဲ့လက်ဆောင်ပစ္စည်းတွေထုတ်ပါတယ် တခုလို့ဓာတ်ပုံကြီးရယ် blapping လို့ကိုပတ်ထားတဲ့ရှူးစေးဘူးအမင်းရောင်လေးတဘူးရယ်နောက် lesser တခုရယ်ရပါတယ်ဒါကတော့ဆိုးဘူးတိတ်ကညီမလေးနှစ်ယောက်ပါအခုက security အစစ်ခံပြီးအထဲဝင်มาတော့မယ်အထဲမှာလည်းအခုလို့ merchandise ရောင်းတဲ့ကောင်တာကြီးရှိပါတယ်အခုကညနေ9:00ပဲရှိသေးရောစောနေသေးရောလူတွေကအခုမှတပွဲပွဲပဲဝင်နေလုံးရှိသေးရပါတော့ ပွဲစမဲ့9နာရီကြာလို့ရှိရင်အခုဒီနေရာကြီးကပန်းရောင်ရေလိုင်းကြီးနဲ့ဘလူးမောင်အပြည့်ဖြစ်သွားမလဲဆိုတာကြည့်ပြီးရင်ကျွန်တော် before after တွေပြပါမယ်အခုတစ်ခေါက်စင်ပေးကက်ရက်ကိုရတာကွာအခုကဘေးတိုက်ဆိုပြီးမယ်စင်ကမြင့်နေတော့ LED ပဲကြည့်ရတော့မယ်အနေထားဖြစ်နေပါတယ်ဟာဒါတော့ကျွန်တော်ရေဝယ်ဖို့တန်းစီနေရပါ ခဏနိုင်ထိုးလို့မယ်ဆိုတာနဲ့တွေ့လာ။ကွင်းကွင်းလို့အခုလိုမျိုးပြေးတဲ့လောက်အောင်ဖြစ်သွားပါပြီ။ကဲစကားတွေနဲ့မများတော့ဘူးကဲအားလုံးဆက်ကြည့်လိုက်ပါ။ Tomorrow's <laughs>